င်္ဂလာပါရှင်။ဘာမခိတ္တတရင်ဌာနကနေအော်တိုဘာလ28ရက်နေ့နောက်ဆုံးရစိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့တရင်များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စစ်ကော်မရှင်ကအာဆီယံပုံ၅ချက်ကိုပူးပေါင်းဆောင်ရွက်သည်ဟုဆိုတော့လေလိုက်နာမှုမရှိသဖြင့်အစီအဝေးတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်ခံရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ စစ်ကော်မရှင်သည်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုပူးပေါင်းဆောင်ရွက်သည်ဟုတုံ့ပြန်ပြောဆိုတော်လဲလက်တွေ့တွင်လိုက်နာမှုမရှိသဖြင့်စစ်ကောင်ဆောင်များကအာဆီယံထိပ်သီးအစည်းအဝေးများတက်ရောက်ခွင့်ကိုဆက်လက်ပိတ်ပင်ရန်ဆုံးဖြတ်ခဲ့ကြောင်းလက်ရှိအစည်းအဝေးထုတ်ပြန်ချက်အရသိရပါသည်မလေးရှားနိုင်ငံတွင်ကျင်းပလျက်ရှိတဲ့၄၈ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်မြမအရေးနှင့်ပတ်သက်၍ထိုးထိုးဆုံးဖြတ်ခဲ့ပြီး အချက်28ချက်ပါသည့်ထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ထို့ပြင်အာဆီယံတည်ဆစ်ကော်မရှင်ရွေးကောက်ပွဲကိုလည်းလက်မခံဘဲလွတ်လပ်မှုမျှတမှုတည်ငြိမ်မှုရှိကာအလုံးပါဝင်နိုင်ရမည်ကိုဖော်ပြချပါတယ်။အဆိုပါထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးများကိုတက်ရောက်ခွင့်ရသောဆစ်ကော်မရှင်၏နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝင်ကောင်းမှု၎င်းတို့အနေဖြင့်မြေပြင်အခြေအနေများအပေါ်မူတည်၍အာဆီယံဘုံသဘောတူညီချက်၅ချက်အားအကောင့်တေဖို့ရတွင်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းတုံ့ပြန်ပြောဆိုပါတယ်။ သို့သောအာဆီယံအစည်းအဝေးဆွေးနွေးမှုများအရာစစ်ကော်မရှင်သည်အာဆီယံပုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖော်ရ၌ထိုးတက်မှုမရှိသဖြင့်ထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်အစည်းအဝေးများတွင်စစ်ကောင်စောင်များတက်ရောက်ခွင့်အားဆက်လက်ပိတ်ပင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။စစ်ကောင်စောင်ဖူကြုံမှုကြီးမရောက်လိုက်ဦးဆောင်သောစစ်ကော်မရှင်က2021အာဏာသိမ်းခဲ့မှုကြောင့်မြမအရေးအချက်တွေကိုဖြည့်ရှင်းရန်ရည်ရွယ်သည့်ပုံသဘောတူညီချက်၅ချက်အားအာဆီယံကဆုံးဖြတ်ချက်ချမှတ်ထားပြီးလိုက်နာခြင်းမရှိ၍ပိတ်ပင်ထားခြင်းဖြစ်ကောင်စစ်ကော်မရှင်ကလည်းတက်ရောက်ခွင့်ရရန်ကြိုးပမ်းခဲ့ကြောင်းသိရပါသည် အာဆီယံအလစ်ချဥက္ကဋ္ဌမလေးရှားနိုင်ငံသားကြီးဝင်ကြီးဦးဆောင်သောအဖွဲ့သည်ပြီးခဲ့တဲ့အောက်တိုဘာ9ရက်ကနေပြည်တော်သို့လာရောက်စဉ်စီကော်မရှင်မှရွေးကောက်ပွဲနှင့်ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆွေးနွေးရန်တောင်းဆိုခဲ့ပြီးရင်းတွေးဆောင်မှုကိုလည်း၎င်းတို့အလို့ကျဝါရဖြန့်ခဲ့ပါရယ်စီကော်မရှင်ကမကြာမီပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်အာဆီယံနိုင်ငံများနှင့်နိုင်ငံတကာမှလေ့လာသူများလာရောက်လေ့လာရန်ဖိတ်ခေါ်သည်ဟုဆိုထားပါရယ်ထို့တော်လည်းအာဆီယံ၏ဆုံးဖြတ်ချက်များတွင်စီကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲနှင့်ပတ်သက်၍လေ့လာဆောင်ကြည့်ရေးအဖွဲ့အစည်းလွှတ်ပေးရန် ဖိတ်ကြားချက်အားမှတ်သားထားသည်ဟုသာဖော်ပြပါရှိပြီးအွန်လိုင်းလိမ်လည်မှုနေရက်စွန်ခွာမှုလူကုန်ကူးမှုစသည့်တို့ကိုပူးပေါင်းသွားမည်ဟုဆိုထားပါသည်။ထို့ပြင်ရွေးကောက်ပွဲမတိုင်ခင်အကြံဖတ်မှုများကိုရက်စက်ပြီးအားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရန်အကြံဖတ်မှုများလျှော့ချရန်အယက်သားများနှင့်အယက်ဖက်အဆောက်အုံများကိုပြစ်မှတ်ထားတိုက်ခိုက်မှုများရက်တက်ရန်စသည့်တို့ကိုအာဆီယံခေါင်းဆောင်များကသဘောတူဆုံးဖြတ်ခဲ့ကြောင်းသိရပါသည်။ဆလဘီ ကော့ကရီမျိုးနေအာရှလန်နဲ့ဒေါနာတောင်လန်ဟောင်းကိုပြန်လည်ထိန်းချုပ်နိုင်ရန်စစ်တပ်ကအပြင်းအထန်ထိုးစစ်ဆင်နေပြီးတိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အာရှလန်နဲ့ဒေါနာတောင်လန်ဟောင်းကိုပြည်လဲထိန်ချုပ်နိုင်ရန်အကြံဖတ်စစ်တပ်ကအပြင်းအထန်ထိုးစစ်ဆင်နေ၍တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေကြောင်းဒေတာရင်းစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကပြောကြားပါရစေ။ အော်တိုဘာလာပိုင်းမှာစတင်ပြီးအကျန်းဖက်စစ်တပ်ကခေါကရိတ်မြို့နယ်အာရှလန်နဲ့ဒေါနာတောင်လန်ဟောင်းကိုပြန်လည်ထိန်းချုပ်နိုင်ရန်အတွက်စစ်မှုရန်တပ်သားတစ်အမြောက်အများအုံပြုကထိုးစစ်ဆင်တိုက်ခိုက်နေ၍နေစဉ်နေရအနှံ့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါသည်။အော်တိုဘာလာ24ရက်နေ့နဲ့25ရက်နေ့တွင်ခေါကရိတ်မြို့နယ်မြပတိုင်ရွာတွင်အကျန်းဖက်စစ်တပ်နှင့်ဒေါ်လန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြသောကြောင်းပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါသည်။အလားတူအော်တိုဘာလာ26ရက်နေ့ကလည်းထီဖိုးဆိုင်ရွာနှင့် ကော့ဖန်ရွာအကြားကိုစစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ဒေါ်လန်ရေးရဲဘော်များကလည်းလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းထို့ပြင်ရင်းနှီးမိုးလွယ်၂နာရီ၅မိနစ်ခန့်တွင်လည်းတမိုင်ကုန်းရွာနှင့်ခုံးနှွရွာဘက်၌ကြီးတွေးတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ထို့ပြင်နဘူးနန့်ကော်တီလန်းခိုပိုင်းရပတိုင်ရင်ခွဲတောင်လမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်၏နဘူးဒေတာအခြေစိုက်ခမာယ948တပ်ရင်948တပ်ရင်949တပ်ရင်နဲ့ DKPA ဗိုလ်ပြီးအဖွဲ့ BGF အဖွဲ့တို့ကစစ်ကြောင်းထိုးနေကြောင်းသိရပါတယ်။ထိုးတိုက်ပွဲများအတွင်အကြံဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးသူရာနဲ့ချီရှိပြီးဖက်ပြေးသူများနှင့်တော်လန်ရေးတပ်ဖွဲ့များထံအလံဖြူထောင်သူများအပါအဝင်အရှင်ဖန်းစီရမိသူများလက်နက်ချသူများလည်းရှိကြောင်းသိရပါတယ်။ကော့ကရိတ်မှာတနေ့ကို9နေရာလောက်ကတိုက်ပွဲဖြစ်နေတော့အာရှလန်နဲ့ဒေါနာတောင်လန်းဟောင်းကိုရှာအောင်တိုက်မှလမ်းပြန်ပွဲမှာဆိုတော့စစ်ခွေးတွေကအသက်ကုန်မဲပြီးခြာနေတာတိတာမနေတော့ဘူးရာခနန်းဖြစ်နေပြီး ထွက်ပြေးအလင်းဝင်တာရောဒဏ်ရာနဲ့အရှင်မိတာရောလက်နက်ချတာရောရှိနေတယ်ဟုဒေတာရင်းစစ်ရေးတရင်ရေးမြက်ကပြောပါတယ်။အချမ်းဖက်စစ်တပ်ကကော့ကရစ်မြို့နယ်အတွင်းကိုစစ်ကူပို့နိုင်ရန်တမ22ဖက်အံဘက်မှ6ဘိန်းက၄စီးဖြင့်ကြုံတိုးသို့စစ်ကူခရယံများပို့ဆောင်ထားကြောင်းထို့ပြင်မော်လမြိုင်ရတခဘက်မှလည်းကော့ဘိန်းမွန်ရွာသို့စစ်ကား6စီးအင်အားတပ်ရခန့်ဖြင့်ဖြေထားကြောင်းထို့ပြင် TKPABGF နှင့် PC အဖွဲ့ကိုပါစစ်တပ်ကလမ်းပြအဖြစ်ခေါ်ဆောင်ပြီးဝင်ရောက်တိုက်ခိုက်ခိုင်းနေကြောင်းသိရပါတယ်။ ဆက်လက်ပြီးဂျပန်နိုင်ငံတိုကျိုမြို့အမေရိကန်တန်ယုံရှိတွင်ဂျပန်ရောက်မြန်မာပြည်သူများကမြန်မာအရေးကူညီပေးရန်အမေရိကန်သမ္မတကိုတောင်းဆိုရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံတိုကျိုမြို့အမေရိကန်တန်ယုံရှိတွင်ယနေ့ဂျပန်သို့ရောက်ရှိလာသည့်အမေရိကန်သမ္မတထရန့်ကိုအကြံဖတ်ဖက်စစ်အာဏာသိမ်းအဖွဲ့အနိုင်ကျင့်တောင်းကျမ်းနေခြင်းများကိုရပ်တန့်စေရေးအကူအညီပေးပါရန်ဂျပန်ရောက်မြန်မာနိုင်ငံသားများကစူပေါင်းတောင်းဆိုခဲ့ကြကြောင်းသိရပါတယ်။ ိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်သမရကြီးဦးဝင်းမြင့်နှင့်နိုင်ငံ၏အကျဉ်းသားများဖြန့်လေလွမြောက်ကြီးမြန်မာနိုင်ငံ၌စစ်တပ်၏ပြည်သူအပေါ်ရက်စက်ယုံမှမှုများအကြမ်းဖက်မှုများရပ်တန့်သွားစေရည်အမေရိကန်နိုင်ငံအနေဖြင့်မြန်မာအရေးကိုပုံမှုထိရောက်စွာအလေးထားဆောင်ရွက်လာစေရန်အတွက်တိုက်တွန်းတောင်းဆိုမြစ်တာရက်ခန့်အကူအညီတောင်းခံလှုပ်ရှားမှုအစီအစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ဆလဘီမြင်းချန်ထောင်းတွင်နိုင်ငံရေးအကျဉ်းသားကိုချမ်းမင်းဟိန်ကျမ်းမာရေးဆောင်ရှားမှုမလုံလောက်၍တေဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် မန္တလေးတိုင်းငင်းချန်အကျဉ်းထောင်တွင်မတရားဖမ်းဆီးအကျဉ်းချခံထားရသည့်နိုင်ငံရေးအကျဉ်းသားကိုချမ်းမင်းဟိန်းသည်အကျဉ်းထောင်အတွင်ကျန်းမာရေးနှင့်စေဝါဆောင်ရှားမှုမလုံလောက်သောကြောင့်တည်ဆုံသွားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံမှသိရပါသည်။အော်တိုဘလ၁၈ရက်နေ့နိုင်ငံရေးအကျဉ်းသားကိုချမ်းမင်းဟိန်းသည်ကြောက်ကဲအသေးချောင်းအသေးရောင်တဝါရောဂါများဖြင့်အသက်၂၉နှစ်အရွယ်တွင်တည်ဆုံသွားကြောင်း905ကကြီးကိုချမ်းမင်းဟိန်းသည်ဆက်သွယ်ရေးပုံမှ ခောက်ခွဲလက်နက်မှုစသည့်ပုံမှန်များဖြင့်မတရားဖန်ဆီးခံခဲ့ရပြီးထောင်ဒဏ်15နှစ်6လချမှတ်ခံထားရသူဖြစ်ပြီးငင်းချန်အကျဉ်းထောက်တွင်အကျဉ်းချခံထားရသူဖြစ်ပါသည်။လက်ရှိမြန်မာနိုင်ငံဒေသအသီးသီးရှိအကျဉ်းထောက်များအတွင်၌မတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများမှထောင်အတွင်းလုံလောက်စွာစေဝါဆောင်ရှားမှုမရရှိခြင်းအချိန်မီစေကူတာခွင့်မရရှိခြင်းများကြောင့်မတိဆုံးသည့်ပဲအသက်ဆုံးရှုံးရသည့်အခြေအနေများကိုရင်ဆိုင်နေရကြောင်းသိရပါသည်။ PPNME စည်ညာအရာ2025ခုနှစ်ဇန်နဝါရီလမှယခုနှစ်2025ခုနှစ်အောက်တိုဘာလအထိအကျဉ်းထောင်အသီးသီးတွင်စေဝါဆောင်ရှားမှုလုံလောက်စွာမရရှိမှုနှင့်အရေးပေါ်စေကူတာခွင့်မရရှိမှုများကြောင့်ကြာဆုံးခဲ့သည့်နိုင်ငံရေးအကျဉ်းသား28ဦးအထိရှိနေပြီဖြစ်ပါသည်။ NLD အစိုးရကလောက်ဝကဥပဒေ၊အစရင်ဥပဒေနှင့်နောက်ရောင်ခံဥပဒေကိုဖျက်သိမ်းလိုက်ခြင်းဖြင့်နိုင်ငံတော်အချုပ်အခြာအာဏာကိုချိုးဖောက်ခဲ့ဟုကျန်းပေါ်ဥက္ကဋ္ဌခင်ကြီးဒေါသတကြီးမှတ်ချက်ပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်။ NLD အစိုးရကလူဝင်မှုကြီးကြပ်ရေးဥပဒေ၊အစရင်ဥပဒေနှင့်နောက်ရောက်ခံဥပဒေတို့ကိုဖျက်သိမ်းလိုက်ခြင်းဖြင့်နိုင်ငံတော်အချုပ်အခြာအာဏာကိုချိုးဖောက်ခဲ့ကြောင်းကျန်းဖော်ပါတီဥက္ကဋ္ဌခင်ကြီးကဒေါသတကြီးမှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။အော်တိုဘာလ22ရက်နေ့တရားဥမျိုးနယ်တွင်ကျန်းဖော်ပါတီဝင်များနှင့်တွေ့ဆုံစဉ်၎င်းကအချက်ပါအကြိုင်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ကျန်းဖော်ခင်ကြီးက၎င်းအနေဖြင့်လာဝကအဝင်ကြီးအဖြစ်ဦးသိန်းစိန်အစိုးရလက်ထက်တွင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထို့ကြောင့်မြန်မာနိုင်ငံတို့ပြည်ပေါင်းမှနိုင်ငံခြားသားအဝင်အထွက်ကိုစီစစ်ပြီးစည်ရင်ပြုစုဆောင်ရှိခဲ့ရကြောင်းနိုင်ငံတော်သည်ကာလရံစရက်မဟုတ်ကြောင်းတို့ရတွင် NLD အစိုးရကအေစည်ရင်ဥပဒေလောက်ဝကဥပဒေနှင့်နောက်ရောက်ခံဥပဒေများကိုဖျက်သိမ်းခဲ့ကြောင်း၎င်းကပြောဆိုပါတယ်။ကျွန်တော်ကလောက်ဝကဝင်ကြီးလုပ်တယ်၊ပြည်ဝင်ပြည်ထွက်ကိစ္စကကျွန်တော်နဲ့ဆိုင်တယ်၊ကိုယ်နိုင်ငံကိုဘယ်သူတွေဝင်လာတယ်၊ဘယ်သူတွေထွက်သွားတယ်၊ဒီနိုင်ငံမှာနိုင်ငံခြားသားတွေဘယ်လောက်ရှိတယ်ဆိုတာကျွန်တော်နဲ့ဆိုင်တယ်။ဒါကတသက်လုံးကျွန်တော်တို့နိုင်ငံမှာလုပ်နေတဲ့ကိစ္စတွေ ခမရတို့လည်းတနည်းအားကိုနိုင်ငံသားသားတွေဘာတွေသွားတယ်ဆိုရင်လေရင်ပြပေါ်မှာဖြစ်ရတယ်ကျွန်တော်နာမည်ဘသူကျွန်တော်ဘာပြည်ဝင်ခွင့်နဲ့လာတယ်ဘယ်မှာကျွန်တော်နေတယ်ဘယ်တော့ပြန်မင်းအဲ့ဒါမလုပ်သင့်ဘူးလားကိုနိုင်ငံကိုလာတဲ့သူတွေအတွက်ကိုကတာလျင်စရက်မှမဟုတ်ဖေးပြအဲ့ဒီလူကလေစိတ်ကိုရောက်တာနဲ့လောက်ဝကဒီစရင်တွေကိုယူပြီးတော့ထိန်းထားရတယ်သူသွားခဲ့တဲ့နေရာဥပမာသူဟိုတယ်မှာတင်မင်းအပြင်မှာတဲခွင့်မရှိဘူးအိမ်တွေမှာအခြားနိုင်ငံတွေလို homestay ခေါ်တာပေါ့တဲလို့မရဘူး အဲ့ဒီစာရင်းတွေကိုညနေမှလဝကကိုပို့ရတယ်။လဝကကဒါအကုန်သိတယ်။ကိုနိုင်ငံမှာနိုင်ငံသားသားဖက်နှစ်ယောက်ရှိတယ်။ကိုအိမ်ကိုဝင်လာတဲ့ဒဇင်းကိုတီးဖို့မလိုဘူးလား။ဒါနိုင်ငံတော်လုံခြုံရေးဟုတ်တယ်မလား။တရားဥပဒေစိုးမိုးရေးကိုအချုပ်ချာအာဏာတည်ထောင်ခိုင်မြဲရေးကိုချန်စီယုတ်ကိုကိုထိန်တော်အဲ့ဒါဘာမှမတရားစရာမရှိဘူး။ဘယ်နိုင်ငံသားဆိုဆိုဒီလိုကြီးပဲထုံးစံပဲ။အဲ့ဒီလွန်ခဲ့တဲ့အစိုးရအဖွဲ့အစည်းတစ်ခုလက်ထက်မှာအဲ့ဒါကိုဖျက်ပြစ်လိုက်တယ်။ပြည်ဝင်ကွင်းနဲ့ပတ်သက်ပြီးရှောက်ထားစရာမလိုဘူးလို့ဖျက်လိုက်တယ်။ ခမ ्या ဝင်လာတာကိုလုံးဝမသိတော့ဘူးပြီးတော့ဘယ်မှာတဲလဲဆိုတာမသိအောင်အဲစီရင်ဥပဒေကိုဖျက်လိုက်တယ်ဘယ်မှာတဲလဲဆိုတာမသိဘူးဘယ်သွားတယ်ဆိုတာမသိအောင်နောက်ရောက်ခန့်ဥပဒေဆိုတာဖျက်လိုက်တယ်ဝင်လာလည်းမသိဘူးနေတာလည်းမသိဘူးဘယ်သွားလဲဆိုတာလည်းမသိဘူးအဲ့ဒီတော့ကိုယ်နိုင်ငံမှာလူဆိုးမှန်းလူကောင်းမှန်းမသိတဲ့လူတွေအများကြီးဖြစ်မနေဘူးလားအဲ့ဒီစနစ်ကိုအခုပြင်လိုက်ပြီဟုခင်ကြီးကပြောဆိုပါတယ်